ချန်ပီယံလိဖလားဆိုရှင် PSG ကိုတမဒွန်နာရမာကိုမန်စီးတီးချိန်ရွယ်ဘလုံးကျောက်သူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။မန်ချက်စတာစီးတီးတင်းကဒီနွေရာသီမှာ PSG တင်းရဲ့အီတလီလက်ရွေးရှင်ကိုတမဂျန်လူဂျီဒွန်နာရမာကိုခေါ်ယူဖို့စတင်ချိန်ဆက်မှုတွေပြုလုပ်နေကြောင်းနာမည်ကြီးအားကစားသတင်းနောက်ဂျန်လူကာဒီမာစီရိုကဖော်ပြလိုက်ပါရစေ။ အသက်26နှစ်ရွယ်ဒိုနာရမာဟာဘီယန်ဂျီတင်တဲ့တူအင်နာမီလန်ကိုအနိုင်ယူပြီးဥရောပချန်ပီယံလီဂ်ဖလားဆုကူးခဲ့ပြီးနောက်ပိုင်းမှာသူ့ရဲ့ဖောက်တက်စပရင်ကွင်းကအနာဂတ်နဲ့ပတ်သက်ပြီးမတိကျမီရတဲ့အမှတ်ချက်တွေပြုလုပ်ခဲ့ရတာကနေအခုလိုမျိုးမန်စီးတီးရဲ့စိတ်ဝင်စားမှုသတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။မန်စီးတီးနိပြဖောက်ခွာနေလာက AC မီလန်ကိုသမဟောင်းဒိုနာရမာရဲ့ပရိသတ်တူဖြစ်တယ်လို့သိရပြီးလက်ရှိမှာဘီယန်ဂျီနဲ့စာချုပ်သက်ချုပ်ဆိုထားခြင်းမရှိသေးတာကြောင့်အင်္ဂလန်အနောက်မြောက်ပိုင်းကလပ်မန်စီးတီးစီပြောင်းရွှေ့ဖို့ကဒီကိုသမအတွက် င်းနိုင်ရရှိတဲ့လမ်းကြောင်းတစ်ခုဖြစ်လာနေပါဗျ။ဒါပေမဲ့လည်းဥရောပချန်ပီယံလိဆုရှင် PSG တင်းကတော့အသင်းရဲ့အကြီးကကစားသမားဒိုနာရာမာကိုအသင်းမှဆက်လက်ပြီးတော့ထိန်းသိမ်းထားနိုင်မှုမျှော်လင့်လျက်ရှိနေပြီးတော့စာချုပ်တွေအတွက်ဆွေးနွေးမှုတွေကိုလည်းစတင်ဖွင့်လှစ်ထားပြီးဖြစ်ပါဗျ။ အီတလီကိုသမားရဲ့ပြည်ကျင်းနဲ့လက်ရှိစာချုပ်တံတန်းက2026ခုနှစ်မှာအကုန်ဆုံးမှာပဲဖြစ်ပါတယ်။ဒိုနာရမာရဲ့အေဂျင့်နဲ့ပြည်ကျင်းအသင်းရဲ့အားကစားဒါရိုက်တာလိုဝေကမ်ဘိုစ်တို့ကြောင့်စာချုပ်တက်ဆွေးနွေးမှုတွေကလွန်ခဲ့တဲ့တလားကျော်ကတည်းကစတင်ခဲ့ပေမဲ့ရာသီကုန်ထိခိတရက်ဆိုင်ထားခဲ့တာဖြစ်ပါတယ်။လီဂူဝမ်ချန်ပီယံပြည်ကျင်းသင်းနဲ့စာချုပ်တံတူဖို့အတွက်ဒိုနာရမာဘက်ကဘလို့အချက်တွေတောင်းဆိုထားတယ်ဆိုတာကိုကလပ်သင်းဘက်ကရှင်းရှင်းလင်းလင်းသိရှိထားပြီးဖြစ်ပါတယ်။တကယ်လို့ဒီတောင်းဆိုချက်တွေကိုပြည်ကျင်းကမလာရောနိုင်ခဲ့ဘူး ိုရင်တော့ဒေါ်နာရမတယောက်အတင်းရနေပြီးတော့ထွက်ခွာသွားဖို့ကဖြစ်နိုင်ချေအများဆုံးအခြေအနေဖြစ်လာနိုင်ကြောင်းသုံးသပ်နေကြပါ